ဖုန်ကြီးတစ်ပါးကအာရပါရနှာချေလိုက်တာကြောင့်သူ့ဘေးမှာလဲလျောင်းနေတဲ့အမျိုးသမီးရုပ်အလောင်းဟာမတော်တဆနိုးသွားတဲ့ဖုတ်ကောင်တလူသမီးဟာသူ့စီကိုဖြည်းဖြည်းချင်းရှောက်လာချိန်မှာဖုန်ကြီးဟာအစောပိုင်းကဆရာဖုန်ကြီးတတိပေးထားတဲ့စကားကိုတတိရသွားတဲ့ထိတ်လန့်တကြားနဲ့သူ့ပက်ပက်လယ်မှာစက်ဝိုင်းပုံစီတစ်ခုကိုအလင်းအမြန်ဆွဲလိုက်တဲ့အံ့ဩစရာကောင်းတာကတော့ဖုတ်ကောင်ဟာသူ့ကိုလုံးဝတတိမထားမိပဲအခန်းထဲမှာလှည့်လည်သွားလာနေပါတယ်ဒီလိုမြင်တော့ဖုန်ကြီးဟာမောက်မာလာပြီးအလောင်းကိုစတင်ကျိန်ဆဲတော့တယ်တည်နေတဲ့အလောင်းကဘာလို့ရှောက်သွားနေရတာလဲတဲ့ဒါပေမဲ့သူမိသွားတာကဖုတ်ကောင်တွေဟာအတန်ကိုခွဲခြားသိမြင်နိုင်နေဆိုတာပါပဲသူ့အတန်ကိုလိုက်ပြီးဖုတ်ကောင်ကချင်းကပ်လာပြီးမှမမြင်ရတဲ့ ဲ့နိုင်ငံတစ်ခုကတားဆီးထားတယ်လို့မျိုးအနီးကပ်မလာနိုင်ခဲ့ပါဘူး ဖုတ်ကောင်ဟာဆက်ဝါးရဲ့အစိုးတလျှောက်မှာဝင်ပေါက်ကိုရှာဖွေရင်းသာစံတဝဝလုံးနေခဲ့ရတဲ့ဘုံကြီးကဖုတ်ကောင်ကိုခေါင်းတလားနဲ့ပြန်သွားစေဖို့အတွက်ကျန်းစာကိုအလင်းအမြန်ရွတ်ဖတ်တော်တယ်သူအချိန်ကြာကြီးရွတ်ဆိုနေပေမဲ့ဘာမှအကျိုးတက်ရောက်မှုမရှိခဲ့ပါဘူးဖုတ်ကောင်ရဲ့လှုပ်ရှားမှုတွေပုံမြန်လာပြီးလက်တီးနဲ့ထုရိုက်လာတဲ့အခါဘုံကြီးဟာအကာအကွယ်ကိုဖောက်ထွက်သွားမှာကိုကြောက်ရွံ့လာတယ်သူဟာသူ့ခန္ဓာကိုယ်ကိုဖုတ်ကောင်ရဲ့လှုပ်ရှားမှုနောက်လိုက်ပြီးလှည့်နေခဲ့ရတဲ့ကံကောင်းစွာနဲ့ပဲအပြင်ဘက်မှာကြတစ်ခါကအချိန်မီတွန်လိုက်တာကြောင့်ဖုတ်ကောင်ဟာချက်ချင်းလှုပ်ရှားမှုရပ်တန့်သွားတယ်ဒေါသတကြီးတုံရင်နေရင်းနဲ့မကြည်မနှက်ဖြစ်ကသူ့ရဲ့ခေါင်းတလားစီကိုပြန်လဲပြန်ဝဲသွားတယ်ဘုံကြီးကိုတတိပေးတယ်လို့မျိုးလက်ညှိုးထိုးပြ ပြီးခေါင်းတလားနဲ့လဲလျောင်းလိုက်တဲ့ဖုန်းကြီးကအဖုန်းကိုပိတ်လိုက်မှပဲနောက်ဆုံးမှာစိတ်သက်သာရရသွားတဲ့သူ့ပေမဲ့သူနောက်ထပ်တ냐စောင့်ကြည့်ရအောင်မှဖြစ်တယ် နောက်တစ်နေ့ညနေခင်းမှာတော့သူ့ရဲ့တတိကိုမြင့်တင်ဖို့အတွက်ဖုန်းကြီးဟာစာတနခန်းမထဲမဝင်ခင်ပိုင်ကျူသေးရီ2လီတာလောက်တောက်ခဲ့တယ်။မူးယစ်နေပေမဲ့မြေကြီးပေါ်မှာစဝိုင်းစီကိုဆွဲဖို့မမေ့ခဲ့ပါဘူး။တေးရီကြောင့်ရဲတင်လာတဲ့သူဟာအလောင်းကိုထပ်မံချိန်ဆလိုက်တဲ့နောက်တစ်စက္ကန့်မှာပဲတစ်တာကောင်းတလာဟာလေထဲကိုပြန်တက်လာပြီးသူ့စီကိုတဟုန်ထိုးတိုက်ခတ်လာခဲ့တဲ့အမျိုးသားကထိတ်လန့်တကြားနဲ့နတ်ဆိုးနေတဲ့မန်းနံတွေကိုစက်တိုက်ရွတ်ဖက်နေခဲ့တဲ့ဖုတ်ကောင်တို့တမီးဟာပြန်တက်နေတဲ့ကောင်းတလာကိုစီးနေပြီးစဝိုင်းရဲ့အကာအကွယ်အတားစီကိုဒေါသတကြီးတိုက်ခိုက်နေခဲ့တဲ့သူ့ရဲ့ရွတ်ဆိုမှုတွေကအရာမရောမှန်းသိတော့သူဟာဖက်နှက်ကိုချုပ်ပြီးဖုတ်ကောင်ကိုပြစ်ပေါက်လိုက်တယ်။ဒါပေမဲ့ဖုတ်ကောင်ကိုလုံးဝမထိ ခိုက်ခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲအပြင်ဘက်ကကြက်ဖကထပ်မံတွန်းလိုက်တဲ့ဖုတ်ကောင်းကချက်ချင်းသူ့ကောင်းတလားစီပြန်သွားပြီးဖုန်ကြီးကတော့ပင်ပန်းနွမ်းနယ်စွာကြံရစ်ခဲ့တဲ့အလောင်းကဒေါသတကြီးနဲ့သူ့မျက်လုံးတွေကိုမှိတ်လိုက်ပါတော့တယ်